ပရိသတ်တွေနေနေတော့သူတို့လည်းအားပေးကြပါတယ်မော်တယ်ချောင်းရင်တော့ဆရာချင်းတော်မော်တယ်ချောင်းရင်တော့ဒီတက်မကဘူးလေမော်တယ်မှာဒီတက်မကတိုးတက်လာအောင်ပဲပေါ့အောင်မြင်အောင်ပဲပေါ့အဲ့လိုမျိုးတွေကောမန့်တွေမန်းလာတယ်ချိပါတယ်မော်တယ်ဘက်မှာလည်းအားပေးကြပါတယ်စတိုင်ပြောင်းသွားတဲ့အတွက်အဲ့မော်မော်တယ်လောကဝင်မယ်ဆိုရင်တော့အားပေးတဲ့သူတွေတော့မြင်လာမှာပေါ့မော်တယ်ဘက်မှာလည်းအားပေးမဲ့သူတွေများလာရင်တော့ကျွန်တော်အနေနဲ့မော်တယ်လောကမှာလည်းအောင်မြင်နိုင်တဲ့အနေအထားထီတော်ဖြစ်လာနိုင်မှာပေါ့အဲ့တော့ကျွန်တော်အနေနဲ့တလိုင်းချင်းဒီကျွန်တော်တို့ကလည်းရေးစုပတ်လည်းမပြည့်အောင်တရုပ်ဆောင်ပတ်လည်းမပြည့်အောင်ကျွန်တော်အားနေချက်တွေကိုအကုန်လေ့လာအခုမော်တယ်ဘက်တစ်မျိုးထပ်တိုးလိုက်တော့ အခုဒီဂျီဘက်ကလည်းကိုကသင်တန်းနေပါရလေ့လာနေတယ်ဟုတ်ကဲ့ပါမော်ဒယ်အနေနဲ့တော့အကုန်လုံးတော့ကျွန်တော်လေ့လာပါဒါပေမဲ့ကျွန်တော်ကတော့ကိုကိုကိုပဲယုံကြည်မှုရှိရပြီးကိုကိုကိုပဲကျွန်တော်ဒီတက်မကမော်ဒယ်မှာလည်းတိုးတောင်ကိုကိုကိုပဲကျွန်တော်အဲ့လိုပေါ့သဘောကျတာပါပဲအကိုကိုကိုကြီးတော့ပါကိုပါပဲမော်ဒယ်သင်တန်းတော့ဒီကတော့ကိုရဲ့လမ်းချောက်ပုံစတိုင်နေပေါ့ဒီကတော့တရုပ်ဆောင်နေဆိုပေမဲ့လမ်းချောက်ပုံတွေကလည်းလိုးနေတာကိုကျွန်တော်အဲ့လိုလမ်းချောက်တာလည်းနည်းနည်းလေး ကာတာကာတာ၆တာတွေအခုကြတော့လမ်း၆ပုံက model မှာသင်တန်းတက်လိုက်တော့လမ်း၆ပုံနီးစနစ်ဒီမှန်းလာတာပေါ့အဲ့တော့တော်တော်လေးတော်တော်တိုးတက်လာပါတယ်โอเค model သင်တန်းရောဘယ်မှာ model သင်တန်းကတော့ဒီပေါ့နော်ကျွန်တော်တို့ model style ဂျွန်ပေါ့နော်အဲ့ဒီသင်တန်းမှာကျွန်တော်တက်လိုက်တာပေါ့နော်အဲ့အခုတော့ကျွန်တော်သင်တန်းလက်မှတ်လေးလည်းကျွန်တော်ရလိုက်ပါတယ်โอเคပါဆရာဂျွန်ကလည်းပြောပါတယ်တင်နေပြီးသွားတယ်တိုးတက်လာတယ်လမ်း၆ပုံလေးလည်းတိုးတက်လာတယ်ခြေချောက်သူတို့ကလည်းဒီတက်မကကြိုးစားပါလို့ဇလန်းတိုးလေးတွေရိုက်ပါကျွန်တော်လည်းတော်တော်ရှစ်ပါတယ် အဲ့တော့ကျွန်တော်လည်းအမြဲတမ်းနွေးနွေးထွေးထွေးနဲ့ဆက်ဆံပေးတယ်။တင်နန်းသားဆရာတွေအကုန်လုံးကလည်းတကယ်နွေးထွေးတယ်။အဲ့တော့ကျွန်တော်အနေနဲ့ဒီတင်နန်းတက်လိုက်တဲ့အချိန်မှာနေပုံထိုင်ပုံလေးအဲ့လိုမျိုးလူကြတဲ့သွားပုံလာပုံတွေကဆာအများကြီးတင်ပြပေးတဲ့အတွက်ကျွန်တော်အများကြီးတိုးတက်သွားပါဘူး။ကိုမသိတဲ့အရာတွေအများကြီးသိလိုက်တယ်။ကိုလမ်း၆တာတွေဆိုလည်းရင်တော့ချက်ပြီးဆိုကျွန်တော်တို့ကကာတာကာတာနဲ့၆တကယ် model တင်နန်းနဲ့တော့လမ်း၆ပုံက model တယောက်လိုစနစ်တကျနဲ့၆တက်သွားတာပေါ့။အဲ့တော့ဒီရက်၂၀အတွင်းမှာကျွန်တော်တော်တော်လေးတိုးတိုးတက်လိုက်ပါတယ်။ အဲ့တော့ဆရာကျွန်းလေးကလည်းကျွန်တော်အမြဲတမ်းအားပေးနေတယ်။အဲ့လိုစူးစမ်းတော့ကျွန်တော်လည်းပုံတွေတွဲရိုက်ပြီးတင်တယ်။ဆရာကျွန်းလေးကလည်းတကယ်ကိုစိတ်ရင်းစိတ်ဓာတ်ပြေဝတဲ့အတွက်ဟောအကုန်လုံးဆရာကျွန်းလေးနဲ့အတူအကုန်လုံးကိုထူးချီးကျူးတင်ပါတယ်။ကျွန်တော်လည်းရှေ့သက်အများကြီးစူးစမ်းသွားမှာပါ။ဟောတဲ့တင်တဲ့တက်တဲ့ဆိုကိုယ့်ရဲ့အာနေချက်တွေပေါ့နော်။အာနေချက်တွေအာသာချက်ဖြစ်သွားအောင်ဒီပေါ့ကျွန်တော်အနေနဲ့ကတက်လိုက်တာပေါ့။အဲ့တော့မင်းအဲ့လိုမျိုးလုပ်လိုက်မှကိုကအဲ့လိုမျိုးပြောတတ်ဆိုတတ်နေတတ်တဲ့လူကြားထဲမှာတိုးရတော့မှာလေ။အခုကျတော့ကိုတွေကနေမှာနေရဆိုပြောတတ်ဆိုတတ်တာလူကြားထဲမှာတိုးပုံတိုးနည်းတွေမသိသေးဘူး။အဲ့တော့သူတို့တင်ပြလိုက်တဲ့အတွက်ကျွန်တော်လမ်းချောက်ပုံလမ်းချောက်နည်းတွေ တော့လမ်း6ပြီးတော့တကယ် model လို့တကယ်6တက်သွားတာပါအခုဆိုကျွန်တော်လမ်းနေပါ6တယ်တကယ် model လို့ပဲအရင်တော့ကျွန်တော်လမ်း6ပုံ6နီးလေးလည်းမသိဘူးအခုတက်ပုံရိုက်ပုံရိုက်နီးလေး make up လိမ့်ပုံလိမ့်နီးလေးအများကြီးတင်ပြလိုက်တော့ကျွန်တော်တို့လူသားတွေမှအများကြီးတိုးလို့ရတယ်ဒီရက်နေဆက်တွေမှာကျွန်တော်အများကြီးတိုးတက်ပြောင်းလဲသွားတာပေါ့ဟုတ်တယ်တမှုစမ်းသင်းတဲ့အချိန်ကိုပေါ့အဲ့တော့ကိုယ့်ရဲ့ပုံစံအတိုင်းပဲကျွန်တော်တို့စမ်းစမ်းစစ်စစ်နဲ့ပြိတက်ကိုကျွန်တော်တို့ကအမြင်စမ်းလေးတွေပြနိုင်ပါတယ်ပြိတက်ကလည်းကျွန်တော်တို့ချစ်လာပါလေအဲ့တော့အများတိုင်းရိုးသွားမှာပေါ့အဲကြောင့်မလို့ကျွန်တော်ရဲ့အားနေချက်တွေကျွန်တော်အားသာချက်ဖြစ်အောင် ကျွန်တော်အခုကျအစုံကျွန်တော်ရအောင်လေ့ကျင့်နေအခုဆိုမော်ဒယ်ပါကျွန်တော်ထပ်ပြီးတော့လမ်း6ပုံ6နီးပါကျွန်တော်တက်တက်လာတာပါနော်အမော်ဒယ်နဲ့ပတ်သက်ရင်ဘွဲတွေခေါ်လဲကျွန်တော်မော်ဒယ်လမ်းတွေပါ6တယ်ဆိုလဲကျွန်တော်အနေနဲ့6မှာပါပဲ။အေးအနေနဲ့အဲ့လိုမျိုးကန်းလန်းထားတဲ့ဘွဲတွေတော့ရှိပါတယ်။လမ်းတွေလက်မတော်မခံသေးဘူးကျွန်တော်ဒီဘက်မှာတော့ကျွန်တော်နှစ်ဘွဲသုံးဘွဲရှိကန်းလန်းထားတယ်။အဲ့လိုစင်ပြေတော့အဲ့လိုမျိုးဘွဲတွေလဲကျွန်တော်အနေနဲ့အများကြီးပြဿနာတွေနဲ့လာဖို့ရှိပါတယ်ကျွန်တော်။ဟုတ်ကဲ့ဘွဲတွေဆိုရင်တော့အဲ့လိုမျိုးအစင်ပြေတဲ့ဘွဲလေးတွေတော့ကျွန်တော်အနေနဲ့လက္ခဏာပေါ့နော်။ အဲ့တော့ပွဲလေးတွေအနေနဲ့အကုန်လုံးလက်ခံမယ်ဆိုရင်တော့ကျွန်တော်လည်းပွဲတွေအများကြီးဆိုရတာပဲဒါပေမဲ့ပွဲဆိုတာအဆင်ပြေတဲ့ဟာလေးတွေကျွန်တော်တို့ကကြည့်ပြီးတော့လက်ခံရတာလေဟုတ်တယ်မလားအဲ့တော့ကိုယ်နဲ့အဆင်ပြေတဲ့ဟာလေးဆိုတော့ကျွန်တော်လက်ခံလိုက်တာပေါ့အဲ့လိုမျိုးတကယ်ကိုအဆင်မပြေဘူးဆိုတော့ကျွန်တော်အနေနဲ့အဲ့လိုမျိုးလက်မခံဘူးပေါ့နော်အဲ့လိုမျိုးတကယ်ကိုမမှန်ကန်ကန်နဲ့ကိုယ်တကယ်ခေါ်တယ်ဆိုရင်တော့ကျွန်တော်အဲ့လိုအလုပ်တွေကိုတော့အကုန်လက်ခံပါတယ်ဟုတ်ကဲ့လူပညာကြီးကတော့ဒါတော့အဆင်ပြေအောင်ပေါ့နော်ကိုယ်ပဲအဆင်ပြေသူပဲအဆင်ပြေနှစ်ဖက်နှစ်ဖက်အဆင်ပြေပြီဆိုတော့အဲ့လို model show ချောက်တာကတော့အဲ့အဆင်ပြေအောင်ညှိပြီးပြီဆိုမှကျွန်တော်တို့6ကမှာပေါ့နော်အဲ့လိုမျိုးပွဲတွေမှာ6မယ်တွေပါအဲ့လိုမျိုးဖြစ်တဲ့ဆိုရင်တော့အဲ့လိုပေါ့ မော်ဒယ်တယောက်ရဲ့အဓိကကတော့ဒဂိုရီတကာရတန်ရှင်းရမှာပေါ့နော်လူပုံလေးမှာထင်ရှားနေရမယ်။ဘာလို့မော်ဒယ်တယောက်ဖြစ်တယ်ဆိုတော့ဒဂိုရီတကာမတန်ရှင်းလို့လည်းမရဘူးလူပုံလေးမှာလည်းထင်ရှားဖို့ဆိုတော့ကိုကလူပုံလေးမှာကိုကတောက်တော့ပြောင်ပြောင်ဖြစ်နေရမယ်။လမ်းချောက်ပြင်ဆိုရင်တော့မှအဲ့လိုမျိုးတကွာတီးလုံးနဲ့ပါနဲ့ကိုနဲ့ချောက်မယ်ဆိုလည်းကိုကဒီပေါ်မှာမှုအပြည့်ထဲနိုင်မှာပြိဿတ်ကိုခံစားမှုပြည့်ပြည့်နဲ့ရှေ့ကိုကြည့်ပြီးတော့တန်တန်မှန်မှန်နဲ့ကိုကိုယုံကြည်မှုပြည့်နဲ့ချောက်ပြီးတော့လူပုံလေးမှာထင်ရှားနေရတဲ့ပုံစံပေါ့မော်ဒယ်တယောက်ဆိုတာအဲ့လိုမျိုးကျွန်တော်တို့လိုအဲ့လို ပြီးကြီးလိုမျိုးလုံးလို့မရဘူးလေမော်ဒယ်ဆိုတာတကယ်တော့တက်တက်ရရွေးပြီးတော့လူပုံလေးမှာထင်ရှားနေရမယ်ဒါမှသာလင်ကိုအားလုံးကငေးကြည့်လာမှာပေါ့ဟုတ်ကဲ့ပါအကင်ကြီးမှုရှိပါတယ်အဲ့တော့လူပုံလေးမှာထင်ရှားဖို့ဆိုရင်တော့ကျွန်တော်တို့တွေအဲ့လိုမျိုးဝိတာစားတာတွေလူပုံလေးမှာပွဲတွေရှောက်မယ်ဆိုလဲသူ့ဝတ်စားနေသူစတိုင်ကြအောင်ရှောက်နိုင်မှာပရိသတ်ကလည်းသဘောကျမှာလေအဲ့တော့အဲ့လာကြမလို့ကျွန်တော်နေမော်ဒယ်ချိုးရှောက်မယ်ဆိုရင်တော့ပြိတ္တလက်ခံတဲ့မော်ဒယ်တယောက်ဖြစ်အောင်တော့ကြိုးစားမှာပေါ့ဒါပေမဲ့ကျွန်တော်နေဒီဘက်မှာတော့တရုပ်ဆောင်ဘက်တွေလို့ရေးဆိုဘက်တွေလည်းကျွန်တော်နေကြိုးစားမယ်သချင်းတစ်တွေလည်းပြိတ္တတွေအတွက်အမြင်ဆန်းဖို့သချင်းတစ်တွေထပ်လာဖို့လည်းရှိပါတယ်ဟုတ် ပရိသတ်တွေအနေနဲ့တော့သူတို့လည်းအားပေးကြပါတယ်မော်ဒယ်ချောင်းရင်တော့ဆရာချင်းတာမော်ဒယ်ချောင်းရင်တော့ဒီတမကဟုတ်တယ်မော်ဒယ်မှာဒီတမကတိုးတက်လာအောင်ပဲပေါ့အောင်မြင်ရုံပဲပေါ့အဲ့လိုမျိုးတွေကွန်မန့်တွေမှန်းလာလည်းချိပါတယ်မော်ဒယ်ဘက်မှာလည်းအားပေးကြပါတယ်စတိုင်ပြောင်းသွားတယ်အတွက်မော်ဒယ်လောကဝင်မယ်ဆိုရင်တော့အားပေးတဲ့သူတွေတော့မြင့်လာမှာပေါ့မော်ဒယ်ဘက်မှာလည်းအားပေးမဲ့သူတွေများလာရင်တော့ကျွန်တော်အနေနဲ့မော်ဒယ်လောကမှာလည်းအောင်မြင်နိုင်တဲ့အနေအထားထီတော့ဖြစ်လာနိုင်မှာပေါ့အဲ့တော့ကျွန်တော်အနေနဲ့တလိုင်းချင်းဒီကျွန်တော်တို့ကလည်းရေးစုပတ်လည်းမပြည့်အောင်တရုပ်ဆောင်ပတ်လည်းမပြည့်အောင်ကျွန်တော်အားနေချက်တွေကိုအကုန်လေ့လာအခုမော်ဒယ်ဘက်တစ်မျိုးထပ်တိုးလိုက်တော့အခု DJ ဘက်ကလည်းကိုကသင်တန်းနေပါရလေ့လာနေတယ် အဲ့တော့ပညာဖြည်းဖြည်းချင်းအကုန်လုံးလေ့လာနာဖြစ်တဲ့အတွက်တစ်ခုချင်းစီတော့ကျွန်တော်နေအကုန်စူးစမ်းနေရတာပေါ့ဟုတ်ကဲ့ပါမော်ဒယ်အနေနဲ့တော့အကုန်လုံးတော့ကျွန်တော်လေ့လာပါဒါပေမဲ့ကျွန်တော်ကတော့ကိုကိုကိုပဲယုံကြည်မှုရှိရပြီးကိုကိုကိုပဲကျွန်တော်ဒီတက်မကမော်ဒယ်မှာလဲတိုးတောင်ကိုကိုကိုပဲကျွန်တော်အလိုပေါ့သဘောကျတာပါပဲအကိုကိုကိုကြီးတော့ပါကိုပါပဲထောက်ပါတယ်ကိုပေါ့ကိုလိုမျိုး training ပိုင်းလုပ်တယ်လိုမျိုးကရောတွေကောက်ရောတွေပါအကုန်ကျွန်တော်ခြောက်တာပေါ့နော်ပြောခဲ့ပါအဲ့မော်တိုးတက်လာတာပေါ့အရင်တော့6ပုံချောင်းကြီးကကျွန်တော်ကပုံမှန်တိုင်းပဲရှေ့ကရက်လက်ကရက်နဲ့ခြောက်နေတော့ ဒီမှာစနေတကြဝါဖြစ်လိုက်တော့ဆရာတွေကစနေတကြပြပြီးတော့ကျွန်တော်တို့လမ်းလျှောက်ပုံကတကယ်မော်တယ်ဘက်မှာပုံမှန်လျှောက်တာနဲ့အများကြီးကွာဟသွားတာပေါ့အဲ့လိုတကယ်စတိတ်စင်ပေါ်မှာလျှောက်မယ်ဆိုလို့ကျွန်တော်เนี่ยယုံကြည်မှုရှိနေလျှောက်နိုင်သွားတယ်ဒါအဲဒီအချက်တွေအကုန်လုံးကျွန်တော်တို့ကလေ့လာလိုက်တာဖြစ်တဲ့တော့ပေါ့နော်